ဖိုးဖက်များအောင်မင်္ဂလာပါကလော့ကွန်နာကနေပြန်လဲကြိုဆိုလိုက်ပါကျွန်တော်ဒီတစ်ပတ်တော့ပြီးမြားလီပွဲစဉ်73နေကျွန်တော်တို့ရှင်ပြိုင်လို့ပြီးသွားပြီကျွန်တော်ပြီးသွားလို့ဆင်တော့ကျွန်တော်ဒီတစ်ပတ်တော့ကျွန်တော်တို့ဂျိုင်းရဲ့ထင်မှာတော့ကျွန်တော်တို့ချန်ပီယံလိပွဲတွေကိုကျွန်တော်တို့အနားပေးပြီးတော့ကျွန်တော်ပြီးမြားလီပွဲကျွန်တော်အဲပွဲစဉ်74တွေကိုကျွန်တော်ဒီဂျိုင်းရဲ့ထင်မှာလဲကျွန်တော်ရှင်ပြိုင်သွားဖို့ရှိတယ်ဒီမှာကျွန်တော်ပြီးမြားလီပွဲစဉ်73ပွဲမှာတော့ဆိုရင်တော့ကျွန်တော်တို့အသင်းကြီးတွေအနေနဲ့ကျွန်တော်ပြန်လဲနိုင်ပွဲတွေကိုပြန်လဲ ပေါ်ဆောင်လာတာကိုကျွန်တော်တွေ့ရမယ်သူတို့ကျွန်တော်တို့စနေနေ့ည9:00နာရီခွဲမှာရှင်မန်ကစားစွာကြရတယ်ကျွန်တော်ဗန်လီအတင်းရတော့သူရဲ့ဝေးကမှာတွားရောက်ရှင်မန်နဲ့ပွဲမှာတော့ brand pool ကိုကျွန်တော်တို့3-1ဆိုပြီးတော့ဂိုးပြတ်ကိုရှုံးနိုင်ခဲ့တယ်ကျွန်တော်နောက်တစ်ပွဲကတော့ကျွန်တော်တို့စနန်လန်နဲ့ဘုံမော့ဒီနှစ်တင်းကျွန်တော်ထိတ်တိုက်တွေ့ဆုံမှာကျွန်တော်ထင်ထားလို့မျိုးပဲ ဖြစ်ခဲ့ပဲနဲ့ကျွန်တော်ဘုံမောရဲ့တိုက်စက်ကတော်တော်လေးမှဒီအဲဒီပုံမှန်လေကျွန်တော်အလုပ်ဖြစ်သွားတာတွေ့ရပြီးတော့ကျွန်တော်တို့သူတို့အနေနဲ့လည်းတဏီကိုတောင်းမှအနိဂတ်တွေပါတွေထိခဲ့တယ်ဗျာအနိဂတ်တွေထိခဲ့လို့သူတို့အနေနဲ့စန္ဒလန်အင်္ဂမပတ်ချင်မယ်နဲ့ပွဲမှာတော့ကျွန်တော်32ဆိုပြီးတော့ကျွန်တော်ရှုံးနေကြတာတွေ့ရတယ်နောက်တစ်ပတ်ကတော့ကျွန်တော်တို့စနေနေ့ည9:00နာရီကမှရှင်မြန်ခဲ့ခဲ့တဲ့ကျွန်တော်တို့ Manchester City နဲ့ Leeds United Manchester City ရဲ့အိမ်ကမှ Leeds United ကတော့ကျွန်တော်တို့လာရောက်ရှင်မြိုင်နဲ့ပွဲမှာတော့တော်တော်လေးမှကျွန်တော် ကြည့်ရတဲ့ပွဲကတော်တော်လေးမှကောင်းကြတာအထူးဖြင့်ကျွန်တော်တို့မန်ချက်တာစီးတီးအနေနဲ့ကျွန်တော်တို့စောစောစီးတီးပဲသူတို့အနေနဲ့ဖိုရဲကျွန်တော် twin ကို10မိနစ်တောင်မှ2မိနစ်တောင်မှပြည့်သေးတဲ့အချိန်မှာတော့ဖိုရဲကျွန်တော်တော်တော်လေးမှကျွန်တော်ကောင်းမွန်တဲ့ twin ကိုတွေကိုတွေ့ရပြီးတော့ primer ဘိုင်းတစ်ဘိုင်းလုံးမှဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ2စီးနဲ့ဆိုပြီးတော့သူတို့အနေနဲ့ဥဆောင်ခဲ့တယ် နော်ဒီဥဆောင်မှုကိုပဲတို့နဲ့အကောင်းဆုံးဆက်ပြီးတော့ထိမ့်သိမ့်နိုင်ပြီးတော့ကျွန်တော်ဒုတိယပိုင်းမှာထပ်ပြီးတော့ကျွန်တော်တို့ဂိုးတွေပါတွေထပ်ပြီးတော့ပြတ်မဲ့အခွင့်အရေးတွေရှိခဲ့ပြီးမှဒါမှမဟုတ်တစ်ဖက်ကကျွန်တော်လီးယူနိုက်တက်ရဲ့ထင်မှတ်မထားတဲ့ကျွန်တော်တုံ့ပြန်မှုကိုတော့မန်ချက်တာစီးတီးတို့တော်တော်လေးမှာကျွန်တော်တို့ခံရတယ်လို့ပြောလို့ရတယ်ထို့ပြင်ကျွန်တော်ဒုတိယပိုင်းမှာဆိုရင်မန်ချက်တာစီးတီးရဲ့ကျွန်တော်တို့ကွင်းနဲ့ကျောင်းနဲ့နောက်တန်းတော့ကျွန်တော်တစ်ဖက်ကကျွန်တော်လီးယူနိုက်တက်ကတော့ကျွန်တော်အသာစီးယူပြီးတော့ကျွန်တော်ဆော့သွားတာတွေ့ရပြီးတော့တို့အနေနဲ့ဆိုလို့ရှိရင်46မိနစ်နဲ့ကျွန်တော်တို့ 60နာရီမှ80နာရီဆိုရင်တော့ကျွန်တော်တို့ twin code တွေပြန်လဲခြေပါ code တွေ twin ပြီးတော့ကျွန်တော်တို့တေးရလက်ကိုအဓိကကျွန်တော်ဖော်ဆောင်သွားနိုင်မဲ့အခွင့်အရေးကိုတော့ကျွန်တော်ဒါနဲ့မင်းကကျွန်တော်ပရမပိုင်းပရမပိုင်းမှာလဲကျွန်တော်တို့မကြာစီးစီးတွေနဲ့တော်တော်လေးမှကျွန်တော်ကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြတ်တထားနိုင်မယ်ဒုတိယပိုင်းမှာကျွန်တော်ထင်သလိုအလုံးဖြစ်ခဲ့ပဲနဲ့ Lee United ရဲ့ကျွန်တော်ဖီအားပေးမှုကိုခံခဲ့ရတယ်ဒါမှလည်းကျွန်တော်တို့ပွဲတစ်ပွဲလုံးကျွန်တော်မိနစ်60ပြည့်လို့ကျွန်တော်ထပ်ဆောင်းအချိန်ပုံမှာတော့ကျွန်တော်တို့4 run ရဲ့တော်တော်လေးမှကျွန်တော်တို့ တေဒလပါလွန်နဲ့ကျွန်တော်ကန်ကြက်နဲ့သူမန်ချက်တာစီးတီးကတော့ကျွန်တော်3-2ဆိုပြီးတော့နိုင်ပွဲကိုဖော်ဆောင်ပြီးတော့သူတို့အနေနဲ့အဆင့်ရက်တီချက်မှာတော့အဆင့်နှစ်နေရာထိကိုပြန်လဲတလန်းလာတော့တွေ့ရမယ်ဒီဝက်ဘူးကရင်တော့ကျွန်တော်တို့ညအဲစနေနေ့ညမှာပဲကျွန်တော်နောက်ဆုံးရှင်မြင်ခဲ့တဲ့ကျွန်တော်တို့ တော်တန်ဟော့စဝါနဲ့ဖူအန်တင်တော်တန်ဟော့စဝါနဲ့ပူအန်တင်မှာတော့ကျွန်တော်တို့အဲတော်တန်ဟော့စဝါတော့နိုင်ပွဲတွေကိုပြန်လည်ပုံဖော်နိုင်ဖို့ခွင့်ရရှိခဲ့ပေမဲ့ဒါပေမဲ့ဖူအန်တင်ရဲ့ကျွန်တော်တို့မထင်မှတ်ထားပဲနဲ့ကျွန်တော်တုံ့ပြန်ချက်တရားတော်တော်လေးမှာကျွန်တော်တို့ဒီနေ့ပွဲမှာတော်တန်ဟော့စဝါကိုကျွန်တော်အရင်နိုင်သွားတယ်လို့ပြောလို့ရတယ်အထူးသဖြင့်ကျွန်တော်တို့ပထမပိုင်းစပြီးတော့ကျွန်တော်တို့ ့10မိနစ်လောက်နေထားမှာပဲတစ်ဖက်ကကျွန်တော်တို့အဲ full အသင်းရဲ့ကျွန်တော်တို့ twin go တွေနဲ့ကျွန်တော်ဂိုသမားရဲ့ bicario ရဲ့အမားတွေကြောင့် total hotspot တို့နဲ့စောစောစစ်စစ်မှာပဲ twin go နှစ်ကိုပေးရပြီးတော့ဒုတိယပိုင်းမှာသူတို့အနေနဲ့ပြန်လာဖို့စ조사ခဲ့ပေမဲ့ကျွန်တော်တို့အခုတည်းအနေနဲ့56မိနစ်မှာလဲဂိုသွင်းပြီးတော့ဒုတိယပိုင်းမှာပြန်လာဖို့စ조사ခဲ့ပေမဲ့ full အသင်းရဲ့နောက်တန်းတော်တော်လေးမှာကောင်းမွန်တဲ့ခြေစွမ်းပြမှုတဲ့အတူ total hotspot ကတော့ကျွန်တော်ထပ်ပြီးတော့ကျွန်တော် premier league ပွဲစဉ်73မှာသူထပ်ပြီးတော့ကျွန်တော်ရှုံးနေမှုကြုံတွေ့ခဲ့ရတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အဲ Everton နဲ့ Newcastle Everton နဲ့ Newcastle ကတော့ကျွန်တော်တို့၁၂နိုင်မှာရှင်မြိုင်နဲ့ပွဲမှာတော့ Everton ကိုဝေးကွင်းမှာ Newcastle ကတော့သွားရောက်ရှင်မြိုင်နဲ့ပွဲမှာတော့ကျွန်တော်ဂိုးပြတ်နိုင်ရလက်ကို Everton ကျွန်တော်တို့ Everton အိမ်ကွင်းမှာ Newcastle တင်းရတော့ကျွန်တော်တို့နိုင်ပွဲတွေပေါ်ဆောင်ခဲ့တယ်ကျွန်တော်နောက်တနည်းကတော့ကျွန်တော် Super Sunday မှာဆိုရင်တော့ကျွန်တော်တို့အကောင်းဆုံးသောပွဲတွေတစ်ပွဲဖြစ်တဲ့ကျွန်တော်တို့အဲည 6နိုင်ခွဲမှာအစောဆုံးပွဲဖြစ်တဲ့ Crystal Palace နဲ့ Manchester United Crystal Palace အိမ်ဝင်မှာတော့ Manchester United တို့တွားရောက်ရှင်မြိုင်တဲ့ပွဲမှာတော့ကျွန်တော်ပထမပိုင်းမှာတည်းကကျွန်တော်တို့ထိမက်မထားတဲ့ကျွန်တော် Crystal Palace ရဲ့တုံ့ပြန်ချက်တွေနဲ့တူ Manchester United ကတော်တော်လေးကိုမှကျွန်တော်တို့ဖြာများပြီးတော့အနောက်တန်းနေတော်တော်လေးမှအမှားလုခဲ့တယ်သူကကျွန်တော် Euro တို့ရဲ့ကျွန်တော်ဖြတ်ထုတ်မှုကမတည်တတ်တဲ့အချိန်မှာတော့တစ်ဖက်ကကျွန်တော်တို့ ခရစ်စယ်ပက်လိတ်ကိုပနယ်တီတွေပေးတာလေပနယ်တီပေးတာလေကျွန်တော်နှစ်ခါတော့ပြန်ကန်တဲ့ပုံစံမျိုးတွေရှိပြီးတော့ကျွန်တော်ပထမပိုင်းမှာတော့ကျွန်တော်1-0နဲ့ဆိုပြီးတော့ပွဲပြီးသားကြဒုတိယပိုင်းမှာတော့ကျွန်တော်တို့ Manchester United အနေနဲ့အကောင်းဆုံးပြန်လာပြီးတော့သူတို့အနေနဲ့ Bruno ရဲ့ခြေစွမ်းပြမှုနဲ့အတူကျွန်တော်တို့နှစ်ဂိုးတဂိုးဆိုပြီးတော့နိုင်ပွဲကိုကျွန်တော် Manchester United အနေနဲ့ပြန်လဲဖော်ဆောင်နိုင်တယ်လို့တော့ကျွန်တော်တို့ပြောလို့ရတယ်။ဘယ်အားဆိုရင်ကျွန်တော်နောက်တွဲနောက်တွဲတော့ကျွန်တော်တို့ညအဲ၈နိုင်ခွဲပွဲမှာမယ်ရှင်ပြန်ကစားကြတယ်ကျွန်တော်တို့ အစရွန်ဘီလာနဲ့ဝဟန်အစရွန်ဘီလာနဲ့ဥပါဟန်တန်အစရွန်ဘီလာရဲ့အိမ်ခွင်မှာဥပါဟန်တန်တွားရောက်ရှင်မြန်တဲ့ပွဲမှာတော့ကျွန်တော်ထင်သားလို့ပဲဥပါဟန်တန်ကိုသူတို့အဲအဝေးခွင်မှာတွားရောက်ရှင်မြန်တဲ့ပွဲမှာတော့ဘလို့မှရှင်ပြိုင်နိုင်ခြင်းမတူမရှိဘူးလို့ပြောလို့ရတယ်အစရွန်ဘီလာသူ့ရဲ့အိမ်ခွင်မှာပဲ1-0ဆိုပြီးတော့ကျွန်တော်နိုင်ပွဲတွေကိုထပ်မံပုံဖော်သွားတယ်နောက်တစ်ခါတော့ကျွန်တော် Northern Forest ရဲ့အိမ်ခွင်မှာ Brighton ကတွားရောက်ရှင်မြန်တဲ့ပွဲမှာတော့ဒီနေ့အစရွန်ပြေးမှုကတော့ကျွန်တော်တို့အနေနဲ့ဆိုလို့စင်တော့အဲ 1 2လောက်နဲ့ပဲကျွန်တော်တို့အဲ Brighton တင်းရနိုင်သွားမယ်လို့ထင်ထားပေးနေဒါမှမဟုတ်တစ်ဖက်ကကျွန်တော်တို့အဲ Northern Forest အသင်းအနေနဲ့ Brighton ကိုဘလို့မှတော့မှကျွန်တော်တို့ twin goal တွေကိုတော့မှအာထပ်ပြီးတော့မသွင်းနိုင်တဲ့အခွင့်အရေးမျိုးတွေကြုံတွေ့ရပြီးတော့တို့လည်းအိမ်ဝင်းမှာကျွန်တော်တို့0-2ဆိုပြီးတော့ကျွန်တော်ရှုံးနေခဲ့တယ်ကျွန်တော်နောက်တစ်သိန်းရတော့ကျွန်တော်တို့အည၈နိုင်ခွဲမှာပဲရှင်ပြိုင်နဲ့ကျွန်တော်ဝက်ဟန်နဲ့လေပါဘူးလေပါဦးသိန်းရတော့ကျွန်တော်တို့ဒီနေ့ရာသီတွေကအကောင်းဆုံးသောပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော်တို့အဝေးခွင့်မှာတော့ရှင်ပြိုင်နဲ့ပွဲမှာတော့ကျွန်တော်တို့ အဲဒုတိယပိုင်းတွင်ကိုနေနိုင်ပွဲကိုပြန်လဲရှာတွေ့ခဲ့တယ်လို့ပြောလို့ရတယ်ကျွန်တော်ပထမကိုတော့ isac ကတော့ကျွန်တော်တို့သူ့ရဲ့ပင်းမားလေးကျွန်တော်တို့အဲပွဲဦးထွက်ဂိုးဖြစ်ပြီးတော့တစ်ဖက်ကတော့ကျွန်တော်ဒုတိယဂိုးတော့ကိုဒီကပူကပဲကျွန်တော်တွင်သွားပြီးတော့ပုံတို့နေနေလဲအဲဒီတစ်ဖက်ပင်းမားလေးပွဲစဉ်73မှာတော့နိုင်ပွဲတွေပြန်လဲပို့ဖော်ပြီးတော့ကျွန်တော်အဆင့်ရက်တိချက်ကလည်းပြန်လဲတက်လန်းလာနိုင်တယ်လို့ပြောလို့ရတယ်ရောနောက်တစ်ပွဲကတော့နောက်ဆုံးပွဲဖြစ်တဲ့ Super Sunday ရဲ့အကောင်းဆုံးသောပွဲစဉ်တစ်ပွဲကတစ်ပွဲဖြစ်တဲ့ကျွန်တော်တို့အဲလန်ဒန်ဒါဘီလည်းဖြစ်တဲ့ကျွန်တော်တို့ချက်စီးတဲ့ အဆင်နဲ့ဒီနှစ်နှစ်အဆုံးသွေးမှုကတော့တော်တော်လေးမှကျွန်တော်ကြည့်လို့ကောင်းတဲ့ပုံစံမျိုးတွေကိုမြင်တွေ့ရတယ်။အထူးဖြစ်ကျွန်တော်တို့နှစ်သင်းစလုံးကလည်းကျွန်တော်လန်ဒန်တာဘီဘွက်ဆိုတော့တော်တော်လေးမှကျဉ်းကျဉ်းတနက်ကစားသွားတာတွေ့ရတယ်။ကျွန်တော်နှစ်သင်းပေါင်းလို့ဆင်လို့ဆင်အဝါကိတ်ပဲကျွန်တော်တို့အဲ6ကက်လောက်9ကက်လောက်ဖြစ်သွားတဲ့ပုံစံမျိုးမှာတစ်ခါကလည်းကျွန်တော်တို့ချက်စီးသင်းရတယ်အဲပထမပိုင်းကျွန်တော်တို့မိနစ်40လောက်မှပြည့်ကင်လာမှာပဲမော့ဆယ်ကန်စီတို့ရဲ့ကျွန်တော်ဖြတ်ထုတ်မှုကကျွန်တော်တို့များသွားတဲ့အတွက်ကြောင့်သူတို့အနေနဲ့ကျွန်တော်အနီကထပ်ထုတ်ပြီးထိပြီးတော့ဖတ်သွားတဲ့ပုံစံမျိုးမှာတော့ အဲကျွန်တော်ပထမပိုင်းမှာတော့1 1နဲ့ပွဲပြီးဇီဇီနဲ့ပွဲပြီးသွားတယ်ဗျာဒါမှလည်းဒုတိယပိုင်းစပြီးတော့ကျွန်တော်တိတ်ပြီးတော့မကြခင်မှာပဲကျွန်တော်တို့ချက်ချင်းတင်းရဲ့ကျွန်တော်တို့ထင်မဲ့မထားတဲ့ကျွန်တော်တို့ဒေါင်းကံဘွားနေတော့ခြာလို့ဘွားအနေနဲ့ကျွန်တော်တို့ခေါင်းတိုက်ပြီးတော့သူတို့နေတဲ့ဥဆောင်ကိုတွေကိုစတင်ပြီးတော့ကျွန်တော်တို့ရရှိခဲ့တယ်တိတ်ပြီးတော့ကျွန်တော်မကြခင်မှာပဲတစ်ဖက်ကကျွန်တော်တို့ အာဆင်နယ်ရဲ့တိုက်စစ်ဆင်မှုကတော်တော်လေးမှကောင်းမွန်တဲ့ပုံစံမျိုးတွေ့ထားပြီးတော့ကျွန်တော်ဆာကာရဲ့ဖြတ်တန်ပေးမှုကိုကျွန်တော်မယ်နိုကနေတော့ခေါင်းတိုက်ပြီးတော့59မိနစ်မှာခြေပါကိုသွင်းပြီးတော့ဒီနေ့ရဲ့ဆုံးပေးမှုမှာတော့ကျွန်တော်ချက်စီးတင်ကိုတော့တော်တော်လေးမှချီးကျူးရမှာချက်စီးတင်ကဘာဖြစ်လဲဆိုရင်ကျွန်တော်တယောက်ယောက်အနေထားနဲ့ကျွန်တော်တို့တော်တော်လေးမှကျွန်တော်တို့နောက်တန်းကိုလုံလုံချုံချုံကစားသွားပြီးတော့ဒီဘက်ကကျွန်တော်အာဆင်နယ်တိုက်စစ်မှန်တယ်မြောက်တော်တော်လေးမှရှင်းထုတ်ကာကွယ်သူတို့အနေနဲ့တကယ်လို့အဲ တိုက်စစ်ကိုတည်းစတဲ့ရောက်စတဲ့ရောက်ကံမဲ့ဆိုရင်တော့ဒီနေ့ပွဲကတော်တော်လေးပါကြီးလို့ကောင်းမဲ့ပွဲလို့တော့ကျွန်တော်ကတော့မြင်တယ်ဒီနေ့တည်းရဲ့ဆုံတွေ့မှုမှာတော့ကျွန်တော်တို့အဆင့်တက်နဲ့အဆင့်နည်းရဲ့ဆုံတွေ့မှုမှာတော့ကျွန်တော်တို့တေရလက်ကိုတာဥတီသွားပြီးတော့ကျွန်တော်တို့ဂျာရီကတော့ကျွန်တော်မန်ချစ်တာစီးတီးကတော့အဆင့်နည်းနေရာကိုပြန်လဲတလန်းလာတယ်လို့ပြောလိုက်တာဒီကျွန်တော်တို့ပီမယာလိပွဲစဉ်73ပြီးတော့တဲ့ချိန်မှာတော့ကျွန်တော်အဆင့်ရက်တီကျမှာတော့အဆင့်နည်းကတော့ကျွန်တော် အဲ73ဝက်ကံပြီးသွားတဲ့အချိန်မှာအမှတ်30နဲ့အဆင့်1နေရာမှာပဲရက်တည်ပြီးတော့တပတ်ကတော့မန်ချက်စတာစီးစီးကတော့အဆင့်2ချက်စီးကတော့အဆင့်3ပြီးနေကျွန်တော်ထင်မဲ့မထားပဲနဲ့အက်စတွန်ဗီလာကျွန်တော်အဆင့်6နေရာအထိကိုပြန်လဲရောက်ရှိလာပြီးတော့အဆင့်9နေရာမှာတော့ကျွန်တော်ဘရိုက်တန်သင်းရှိမယ်အဆင့်6နေရာမှာတော့ကျွန်တော်တို့နိုင်ပွဲကိုကျွန်တော်အဲ ဘုံမောင်းနဲ့အတင်းမှာနိုင်ဝဲပြန်လဲရရှိထားတယ်ကျွန်တော်စန်ဒါလန်အဆင့်6နေရာကိုရက်တည်ပြီးတော့အဆင့်9နေရာမှာတော့ကျွန်တော်ညအပွဲမှာတော့နိုင်ရရှိခဲ့တဲ့မန်ချက်စတာယူနိုက်တက်ကတော့အဆင့်9နေရာမှာရှိပြီးတော့အဆင့်8နေရာမှာတော့ကျွန်တော်လီဗာပူးအသင်းရှိပြီးတော့အဆင့်9နေရာမှာတော့ကျွန်တော်ခရစ်စတယ်ပဲလေးကတော့အဆင့်9နေရာအထိကိုသူတို့အနေနဲ့အရှုံးမွဲကိုကြုံတွေ့သွားတဲ့အတွက်ကြောင့်ပြန်လဲဆင်းသက်ပြီးလဲရပြီးတော့အဆင့်10မှာတော့ကျွန်တော်ဘရန်ဖို့ရှိပြီးတော့အဆင့်17မှာကျွန်တော်ဘုံမောင်းရှိမယ် ခရစ်တော်တဟော့စပါကတော့ကျွန်တော်တို့စနေနေ့ညနောက်ဆုံးပွဲဖြစ်တဲ့နှစ်နာရီခွဲမှာရှင်ပြိုင်တဲ့ပွဲမှာသူတို့အနေနဲ့ဖူဟန်သွင်းကိုသူတို့ရဲ့အင်ကမှရှုံးနေမှုကိုကြုံတွေ့ထားရတဲ့တို့ကြောင့်သူအနေနဲ့အဆင့်ဆက်နှစ်နေရာမှာပဲပြန်လည်ကြံတန်ကြံခဲ့တယ်လို့ပြောလို့ရတယ်အထူးကကျွန်တော်တို့အဲပွဲစဉ်73မတိုင်ခင်မှာဆိုလို့ရှိရင်ကျွန်တော်အဆင့်ဆက်နှစ်73ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ တော်တန်ဟော့စပါပြီးရင်မန်ချက်စတာယူနိုက်တက်နဲ့လီဗာပူးဆိုပြီးတော့၃နှစ်ရက်တည်နေပြီးတော့အခုစနေမှာတော့ကျွန်တော်တို့တော်တန်ဟော့စပါကတော့ကျွန်တော်တို့ညအပွဲမှာတော့အမနေ့ကညအပွဲမှာရှုံးနေထားတဲ့အတွက်ကြောင့်သူ့အနေနဲ့အဆင့်၁၂နေရာမှာပဲရက်တည်ပြီးတော့အဆင့်၁၃နေရာမှာကျွန်တော်နျူကာဆယ်တော့ အာရှိမယ်အဲဒီကျွန်တော်ပြီးမဲ့လေးပွဲစဉ်73ပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်အမှတ်တရတော့တိတ်ပြီးတော့မကွာတော့ဘူးလို့တော့ပြောလို့ရတယ်ထို့သွေးကျွန်တော်တို့အဆင့်တနေရအာဆင်နယ်ကတော့ကျွန်တော်တို့အာဆင်နယ်နဲ့အဆင့်နေရမန်ချက်စတာစီးတီးနဲ့ဆိုရင်အဆင့်ကျွန်တော်တို့၅မှတ်ပဲကွာပြီးတော့အဆင့်ကျွန်တော်တို့3နေရနဲ့ချက်စီးနဲ့ဆိုလို့ဆိုရင်3နဲ့4နဲ့ကျွန်တော်တို့အဲချက်စီးနဲ့အက်စတရွန်ဗီလာနဲ့ဆိုလို့ဆိုရင်အာဆင်နယ်နဲ့ဆိုလို့ဆိုရင်6မှတ်ပဲကွာဟာတဲ့ချက်တွေတော်တော်လေးမှကျွန်တော်ဒီတစ်ပတ်ပြီးမဲ့လေးကတော်တော်လေးမှကျွန်တော်ထိမ့်မထားတဲ့အခိုက်အတန့်တွေ ဖြစ်ပေါ်နေတယ်လို့ပြောလိုက်ရကျွန်တော်ဒီနေ့ပရီးမီးယားလိမှာလည်းဆိုရင်လည်းတော်တော်လေးကအမှတ်တရကျင်းမြောင်းလာတယ်လို့ပြောလိုက်ရတယ်အထူးသဖြင့်ကျွန်တော်တို့အဆင့်တက်ကအာဆင်နယ်နဲ့ကျွန်တော်အဆင့်30ကကျွန်တော်တို့ဘရန်ဖို့နဲ့ဆိုလို့ဆိုရင်ကျွန်တော်တို့အမှတ်ကကျွန်တော်တို့အဲကိုမတ်ထိကိုမတ်7မတ်လောက်ပဲကွာနေတဲ့အချိန်မှာတော့ကျွန်တော်တို့တော်တော်လေးမှာပရီးမီးယားလိကျွန်တော်တို့အဲတိပေကတော့တော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းတယ်လို့တော့မြင်တွေ့ရတယ်ကျွန်တော်ဒီဘက်ကျွန်တော်ရှင်ပြန်သွားတဲ့ပရီးမီးယားလိပွဲစဉ်73မှာဆိုရင်တော့ဒီကိုဒီနေနဲ့ဘယ်လိုမြင်ကြလဲဝင်ရောက်ရှင်နေမှတ်ချက်ပေးသွားလို့ရပါတယ်နောက်ကျေးဇူးပေးတဲ့ညီကိုတယောက်ရှင်နေတိုင်းကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာ ပြန်လည်ဆုံတွေ့ကြတော့ဗျာ